ရိယန်ဘာသာကျမ်းတည်ကောင်းစရာများခရိယန်ဘာသာဟာကမ္ဘာပေါ်မှာလူအများဆုံးကိုးကွယ်တဲ့ဘာသာတစ်ခုဖြစ်ပါတယ်ခရိယန်ကြီးရဲ့အဓိကယွန်ကြည်ချက်ကတော့ယေရှုခရစ်တော်ဟာဖခင်သခင်ရဲ့အသားတော်ဖြစ်တဲ့လူသားအလုံးရဲ့အဖြစ်တွေကိုရွေးနှုတ်ဖို့အတွက်ကားတိုင်ပေါ်မှာအသက်ပေးခဲ့ပြီးသုံးရက်မောက်နေ့မှာရှင်ပလင်ခရယောက်ခန့်နေဆိုတဲ့အချက်ပါပဲအဓိကယွန်ကြည်ချက်များတဆူထက်တော်ဖခင်သခင် ခရိယန်တွေဟာဖျားသခင်တမားတဲ့ကိုပဲ ယုံကြည်ကိုးဝယ်ပြီးအဲ့ဒီဖျားသခင်ဟာခမည်းတော်တားတော်ယေရှုခရစ်တော်နဲ့တန်ရှင်သောဝိညာဉ်တော်ဆိုပြီးသုံးပါပေါင်းတဆူဖြစ်တယ်လို့ယုံကြည်ကြပါတယ်။တမားကျမ်းစာခရိယန်တွေရဲ့အထွတ်မြတ်ထာယကျမ်းစာကတော့တမားကျမ်းစာဘိုင်ဘယ်ဖြစ်ပါလေ။ဒီကျမ်းစာမှာဓမ္မဟောင်းနဲ့ဓမ္မသစ်ဆိုပြီးအပိုင်းနှစ်ပိုင်းပါဝင်ပါတယ်။ဓမ္မဟောင်းကလောကကြီးကိုဖန်ဆင်းတဲ့အကြောင်းဖျားသခင်နဲ့ လူသားတွေကြားကဆက်ဆံရေးအကြောင်းတွေကို ဖော်ပြပြီးဓမ္မတိတ်ကတော့ယေရှုခရစ်တော်ရဲ့ဘဝတွင်တင်ချက်အသေးခံခြင်းနဲ့ရှင်ပြန်ထမြောက်ခြင်းအကြောင်းတွေကိုအဓိကဖော်ပြထားပါတယ်။အတ္တတာရှင်သန်ပုံခရိယန်တွေဟာယေရှုရဲ့တွင်တင်ချက်တွေအကြောင်းချစ်ချင်းမေတ္တာခွင့်လွတ်ခြင်းကရုဏာနဲ့အသက်ရှင်ဖို့ကြိုးစားကြပါတယ်။ဖျားသခင်ကိုချစ်တယ်လို့ကိုယ်အင်ကြီးချင်းကိုလည်းကိုယ်ကိုယ်ကိုချစ်တယ်လို့ချစ်ရမယ်ဆိုတဲ့အချက်ကိုအဓိကထားပါတယ်။ ကယ်တင်ခြင်းလူတိုင်းဟာအပြစ်ရှိကြပြီးအဲ့ဒီအပြစ်တွေကိုယေရှုရဲ့အသေးခံခြင်းအားဖြင့်ရွေးနှုတ်သားဖြစ်တယ်လို့ခရစ်ယာန်တွေကယုံကြည်ကြပါတယ်ယေရှုကိုကယ်တင်ခြင်းဖြစ်ယုံကြည်လက်ခံသူတိုင်းဟာသာဝရအသက်ကိုရရှိမယ်လို့လည်းယုံကြည်ကြပါတယ်ဝိပုကိုကိုယ်ချင်းခရစ်ယာန်တွေဟာတနင်္ဂနွေနေ့ဒီမှာဖခင်အကြောင်းကိုသွားပြီးဝိပုကိုယ်ကိုယ်လေးရှိပါတယ်ဒီအခမ်းအနားတွေမှာစူတောင်းခြင်း ဖျားသခင်ကိုချီးမွမ်းတဲ့တခြင်းတွေဒီဆိုခြင်းနဲ့ကျမ်းစာဟောပြောခြင်းတွေပါဝင်ပါတယ်။ဖျားကြောင်းကခရီးအန်ဒီအတွက်စူပေါင်းဒီဝုဒ်ဘုကိုကိုရနေရာထသလိုတဦးနဲ့တဦးဆက်ဆံရေးတိဆောက်တဲ့နေရာလည်းဖြစ်ပါတယ်။ခရီးအန်ဘာသာရဲ့အနစ်ချုပ်ခရီးအန်ဘာသာဟာကမ္ဘာတမိုင်းယဉ်ကျေးမှုနဲ့လူမှုရေးနယ်ပယ်တွေမှာဩဇာလွှမ်းမှုမှုအများဆုံးဘာသာတစ်ခုဖြစ်ပါတယ်။အနစ်ချုပ်ရရင် ခရီးအန်ဘာသာရဲ့အဓိကအချက်ကတော့ ယေရှုခရစ်တော်အဖင်ဖျားသခင်ကလူသားတွေကိုအဆုံးမဲ့ချစ်ချင်းမေတ္တာနဲ့ကယ်တင်တယ်ဆိုတဲ့သတင်းကောင်းပါပဲဒီအကြောင်းအရာတွေကနေခရစ်ယာန်ဘာသာအကြောင်းပို့ပြီးနားနဲ့သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်